ဒီနေ့တော့အားလုံးသိကျင်နေကြတဲ့ဆေးခွင့်အကြောင်းကိုရှင်းပြပေးမှာပေါ့နော်အဲ့တော့ဒီမှာဆေးခွင့်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းခွင်တွေမှာအမေးအများဆုံးမေးခွန်းကကြတော့ဒီဆေးခွင့်ကဘယ်နည်းရတာလဲပေါ့နော်ပြီးတော့လုပ်သက်ဘယ်နှလားရှိမှဆေးခွင့်ကရတာလဲပြီးတော့အပြင်ဆေးရုံဆေးခန်းတွေကဆေးလက်မှတ်တွေကရောကျွန်တော်တို့ဒီအလုပ်ရှင်တွေကအတိမတ်ပြုလားပေါ့နော်ပြီးရင်ဆေးခွင့်ယူတယ်ဆိုရင်ဆေးလက်မှတ်ပါမှရမှလားဆိုပြီးတော့ဒါတော်တော်များများမေးကြရပေါ့နော်အဲ့တော့ဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဒီအကြောင်းအရာလေးကိုဖြည့်ပေးမှာဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့အောင်စီသူပါကျွန်တော်ကတော့ဒီ Asia Bowa Page မှာ Asia နဲ့ပတ်သက်တဲ့သင်တန်းတွေသင်တယ်ပြီးတော့ကျွန်တော် Liver Law နဲ့ပတ်သက်တဲ့သင်တန်းတွေသင်ပါတယ်ပေါ့နော်ပြီးတော့ကျွန်တော် TikTok YouTube Channel တွေ TikTok Channel တွေ YouTube Channel တွေမှာလည်းဒီလိုမျိုးမိကုန်းလေးတွေကိုကျွန်တော်ပြန်ပြီးတော့ဖြည့်ပေးနေဖြစ်ပါတယ်အဲ့တော့ Sequence နဲ့ပတ်သက်ပြီးပထမဆုံးပြောရမှာက Sequence ကဗနေရရတာလေပေါ့နော် Sequence ကကျွန်တော်တစ်နှစ်မှာရက်30ရပါတယ်အဲ့တော့ Sequence ရဖို့အတွက်ကျွန်တော်တို့က လောက်သက်ဗန္ဒလရှိမှရတာလဲဆိုရင်စေကွင်းကလောက်သက်6လကျော်မှစတင်ခံစားခွင့်ရှိတာဖြစ်ပါတယ်အဲ့တော့လောက်သက်6လကျော်တယ်ဆိုရင်တော့စေကွင်းကရက်30အထိခံစားခွင့်ရှိတာပေါ့နော်အဲ့တော့ဒီစေကွင်းကကျွန်တော်တို့စေယုံတက်မှရမှာလားဒါမို့နေမကောင်းလို့စေကင်းပြရင်ရောရလားဆိုရင်နေမကောင်းလို့စေကင်းပြရင်လည်းရတယ်ပေါ့နော်ပြီးတော့ဒီ6လအောက်ဆိုရင်ရောစေခွင့်ယူလို့မရဘူးလားဆိုတော့6လမပြည့်သေးရင်တော့စေးခွင့်တော့ယူလို့ရတယ်ဒါပေမဲ့လစာမဲ့အနေနဲ့ပဲယူလို့ရမယ်ပေါ့နော်လို့ရှိရင်လစာပေးเสียရမလိုပါဘူး ဟုတ်ပြီအဲကျွန်တော်ဒီမှာဆေးခွင်းနဲ့ပတ်သက်ပြီးတော့ဆေးခွင်းယူရင်ဆေးလက်မှတ်ပြမှာရတာလားဆိုတော့ဟုတ်ပါတယ်ဆေးခွင်းယူမယ်ဆိုရင်တော့ဆေးလက်မှတ်ကိုမဖြစ်မနေပြရမယ်လို့ဒါဥပဒေထဲမှာဖော်ပြထားတယ်ပေါ့နော်ဒါကြောင့်မလို့အဲ့ဒီအလုံသမားတယောက်ကဆေးခွင်းယူမယ်ဆိုရင်သူဆေးကန်းပြထားတဲ့ဆေးလက်မှတ်ကိုဒါအလုပ်ရှင်ကိုတင်ပြပေးဖို့လိုတယ်နောက်ထပ်မိကွန်းတစ်ခုကတော့ဒီဆေးလက်မှတ်ကကိုယ့်ရဲ့ရက်ွက်ထဲကနော်ဒီဆေးုံဆေးကန်းရဲ့ဆေးလက်မှတ်ကိုရလာဒါမှမဟုတ်လူမှုဖုလုံရေးဆရာအောင်ကပေးတဲ့ဆေးလက်မှတ်နဲ့မှာ အကျုံးဝင်တာလားဆိုပြီးတော့မေးကြရပေါ့နော်။ဘာကြောင့်လဲဆိုတော့တချို့လုပ်ငန်းခွင်တွေမှာကျွန်တော်တို့ဒီစေခွင့်နဲ့ပတ်သက်ပြီးလူမှုဖုလုံရေးစေစာပဲအတိမတ်ပြုတာရရှိတယ်ပေါ့နော်။အဲ့တော့တကယ်ဥပဒေမှာတော့သူကလူမှုဖုလုံရေးစေစာတစ်ခုလည်းမဟုတ်ပါဘူး။နိုင်ငံတော်ကနေအတိမတ်ပြုထားတဲ့ဆရာဝန်လက်မှတ်ပါတဲ့ဒီနေတိစေစာမဆိုတာဆက်ရုံအနေနဲ့အတိအတိမတ်ပြုပေးရမှာဆိုပြီးတော့ပါတယ်ပေါ့နော်။ဒါကြောင့်မလို့ကိုယ့်ရဲ့ရက်ွက်ထဲကကျွန်တော်တို့စေရုံစေကန်းတွေရဲ့တကယ်ဆရာဝန်လက်မှတ်ပါတဲ့မူရင်းစေစာရပါတယ်ဆိုရင်ဒါစေခွင့်ကိုပေးရမှာဖြစ်ပါတယ်။ ဲ့တော့ဈေးခွင့်တွေကဒီနှစ်မယူရင်နောက်နှစ်ကိုတည်ဝါလို့ရလားဆိုရင်နောက်နှစ်ကိုတည်ဝါလို့မရပါဘူးသူကဒီအဲတနည်းအတွင်းမှာပဲပြက်ပြဲသွားတာဖြစ်ပါတယ်မယူရင်နောက်နှစ်ဆိုရင်နောက်ထပ်ရက်30ပြန်ပြီးတော့စရတယ်ပေါ့နော်အဲ့တော့ဒီတကယ်လို့သွေးလှူလဲဆိုရင်တော့ဈေးခွင့်ရလာပေါ့2018နေဦးပြေထွက်လာပြီးနောက်ပိုင်းမှာကျွန်တော်တို့ဈေးခွင့်ဟိုသွေးလှူလဲဆိုရင်ဈေးခွင့်နှစ်ရက်ရတယ်ပေါ့နော်သွေးသွားလှူရဲ့နေ့ရဲ့ပြီးတော့နောက်တစ်ရက်ရဲ့ကိုဈေးခွင့်အနေနဲ့ရပါတယ်အဲ့ဒီအတွက်ကိုဈေးလက်မှတ်ပြเสียရမလို့ပဲနဲ့သွေးလှူထားတဲ့အထောက်အထား စာရွက်ပြယုံနေတယ်ခံစား권ရှိတာဖြစ်ပါတယ်ဗောနော်အဲနောက်တစ်ဒီမှာစေခွင့်နဲ့ပတ်သက်ပြီးတော့အလုံရှင်းအလုံသမားတွေကျွန်တော်တို့နည်းနည်းလေးနားလည်မှုလွဲစေတာရယ်ကျွန်တော်ဖြစ်စေခြင်းတဲ့ဟာလေးကိုဒီနေရာမှာပြောခြင်းတယ်ဗောနော်အဲ့တော့စေခွင့်ကကြတော့ကျွန်တော်တို့ဒီအလုံရှင်းဒီဘက်ကကြည့်ရင်လည်းအရန် control လုပ်ရတာခက်တဲ့အပိုင်းပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအလုံသမားတွေဘက်ကကြည့်ရင်လည်းတစ်ခါကြရင်အခက်ခဲရှိကောင်းရှိနိုင်တယ်ဗောနော်ဒါပေမဲ့အလုံရှင်းဘက်ကကြည့်ရင်အလုသမားထောင်ချီတောင်းချီရှိရင်တချို့အလုသမားတွေကကြတော့ဒီစေးခွင့်ကလွဲသုံးစားလောက်တာတွေရှိပါတယ် ဆိုပါဆိုကျွန်တော်ရက်ွက်ထဲကဆရာဝန်နေစေခန်းနေမှာဆိုရင်သူကနေမကောင်းရင်တောင်မှပဲနေကောင်းနေတယ်ဗောနော်နေကောင်းနေရဲ့သားနဲ့စေးစားသွားလုပ်လို့ရပါတယ်ဆိုပါဆိုကျွန်တော်တို့ဒီမှာ1500 2000ပေးတယ်ဆိုရင်အဲတချို့စေးုံစေခန်းတွေကအကျမသားလေးနေမကောင်းလို့ဟိုမှာအလုပ်ပြရမှာတဆုလို့ဆိုအမေကကိုစားသွားပြောပေးရင်တောင်မှဒါစေးတကယ်မူရင်းဗောနော်ဆရာဝန်တစ်စိတ်တုံးပါတဲ့ဟာတွေပေးလိုက်တာမျိုးတွေရှိပါတယ်အဲ့တော့အလုသမားတကယ်နေမကောင်းတာမဟုတ်ဘူးသူ့ကိုကြည့်လိုက်မျိုးရဲသွားတယ်ရှောက်သွားတယ်သွားပြီးရင် စေးစာအလိန်အလိန်လည်းပြောလို့မရအောင်စေးစာတော့အစ်ပဲဒါပေမဲ့တကယ်နေမကောင်းတာမဟုတ်ပဲနဲ့ပတ်စံပေးပြီးယူလာတဲ့ဟာမျိုးတွေတကယ်လုပ်ငန်းခွင်တွေမှာရှိရပါတော့ဒါတွေကိုအလုပ်ရှိနေအနေနဲ့တွေ့တယ်ဆိုရင်စေးခွင့်မပေးလို့ရပါတယ်တကယ်ကိုတွေ့တယ်ဆိုရင်ပေါ့နော်ပြီးရင်ဝန်ရင်ထိုးခိုင်းတဲ့အစင်တီးလုပ်လို့ရပါတယ်ဒါပေမဲ့ကိုကိုယ်တိုင်မတွေ့ဘူးဆိုရင်တော့လေဟိုအဲခွင့်ပေးရတာမျိုးတွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့သမားတွေကိုကိုမှန်မှန်ကန်ကန်ပေါ့နော်တကယ်နေမကောင်းဖြစ်မှသာလေရင်စိတ်ခွင့်ကိုယူစေခြင်းနဲ့အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်ဟိုတကယ် ကောင်းတဲ့သူတွေနဲ့မကောင်းတဲ့သူတွေနဲ့မှာတွားပြီးတော့ဟိုနားလည်မှုလွဲစေတယ်ပေါ့နော်အဲ့တော့အလိမ့်နေများလာတဲ့ခါမှာအလုပ်ရှင်ကဒီစေခွင့်တွေကိုမပေးဘူးလို့လွတ်လိုက်ရင်လည်းတကယ်ဖြစ်တဲ့လူတွေကအဲ့မှာပြဿနာရှိနိုင်တယ်ပေါ့နော်ဒါကတော့လက်တွေ့လုပ်ငန်းခွင်မှာကျွန်တော်တို့ဖြစ်လေဖြစ်တာရှိတဲ့ဟာလေးပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့ကျွန်တော်ပြောပြပေးတာကတော့ဒါ2000ခွင့်ရတဲ့အလုပ်ပိရဲ့နော်နေယူပရိမှာကျွန်တော်ရေးထားတဲ့စေခွင့်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖြည့်ပေးတာဖြစ်ပါတယ် အားလုံးကျေးဇူးတင်ပါတယ်ဒီမှာလူမှုဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့မကြမ်းမှမှုစေခွင့်နေဆိုတာသူဟာနဲ့သူတသက်ရှိပါသေးတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပြီးတော့ကျွန်တော် like and share လေးလုပ်သွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ